ညပိုင်းကိုဘိုက်စားပြီဆိုလို့ရှိရင်ထမင်းကြုံမှာကောင်းကောင်းလေးစားတဲ့သူတွေစားပြီဆိုလို့ရှိရင်လည်းဟင်းအမျိုးဆုံဆုံလင်းလင်းရွေးချင်တဲ့သူတွေတကယ်ကိုအရသာရှိတဲ့ဆိုင်လေးတစ်ဆိုင်ညွန်ပေးပါမယ်အဆုံးထိကြည့်ပေးနော်ဟုတ်တော့မအားလုံးမင်္ဂလာပါ fresh ကနေပြီးတော့ပြန်လဲကြိုးစို့လိုက်ပါရယ်ကျွန်တော်တို့အခုရောက်နေတဲ့နေရာကတော့ MS 73 AB ရှေ့ရက်ကွက်ရတနာလန်တောင်ဥက္ကလမြို့နယ်ဖြစ်ပါတယ် Omega Hair and Beauty Health ရှေ့မှာဖြစ်ပါတယ်ဘောက်တော်တန်လန်းအနီးမှာပါ ီထမင်းကြော်ဆိုင်လေးကိုတော့ဦးလေးကြီးလို့ခေါ်ပါတယ်။ဦးလေးကြီးရတနာလန်းကဆိုင်ဆိုလို့ရှိရင်လူသိများပါတယ်။ဒီထမင်းကြော်ဆိုင်ကိုတော့ညနေ9:00နာရီကနေပြီးတော့ည10:00နာရီထိဖွင့်ပါတယ်။ပေးရမရှိပါဘူး။ဒီဆိုင်ပါကဟင်းအမယ်တော်တော်ဆုံးတယ်လို့ပြောရမယ်။ဝက်ချိုဝက်ဆက်ကြော်စိတ်နဲ့အမဲနဲ့ပစွန်စီပြန်ချိုငခုစင်းကောကြက်ချိုပေါင်းပစွန်စီပြန်အဆက် အမဲအညာချက်အပြင်တခြားဟင်ပေါင်းမျိုးစုံရပါတယ်။အမဲကျော်စိတ်မွက်ကျော်တွေလည်းရတယ်။ Daily Special Menu အတွက်ကတော့လက်ဖက်ရည် Coffee စီလုံးပြီးပဲပြုံနံပြားနံပြားယူထောပတ်တို့စမူစာတွေလည်းရပါတယ်။ဒီဆိုင်မှာကလူအများတန်းကြတော့ဆော့ဆော့သွားမှာကိုစားချင်တဲ့ဟင်းလျာတွေရမှာဖြစ်ပါတယ်။လူများတော့မစားရဖြစ်မှာဆိုလို့ပါ။ င်တွေကြိုက်တတ်တဲ့သူတွေတွဲဒီဆိုင်မှာလာဒီလို green tea ထုတ်လေးတွေကိုလည်းထားပေးထားပါတယ်တက်တန့်ရှင်းရှင်းပူပူလေးတောက်ရတော့ကိုယ်အတွက်ကတော့အဆင်ပြေတာပေါ့နော်ဒီဆိုင်မှာဟင်းရည်ဆိုလို့ရှိရင်လည်းမျိုးတောင်းလို့ရပါတယ်ပဲဟင်းရည်ရဲ့အချက်ဟင်းရည်ရဲ့ဆိုလို့ရှိပါတယ်ကျွန်တော်အကြိုက်ဆုံးကတော့ဒီလိုကြက်သွင်းခြင်းလေးတွေပေးတာရဲ့ငရုတ်သီးကြော်လေးရဲ့ပပိထောင်လေးကိုပေးတာကိုသဘောကျပါတယ်ကဲဒါလေးကတော့ကျွန်တော်မှာထားတဲ့ပစုံစီပြန်အဆက်လေးပါ ပြီးတော့ကျွန်တော်ကကျွန်တော်ကြိုက်တဲ့ KN Theme ဖုတ်တုတ်လေးကိုလည်းမှာခဲ့ပါတယ်။စမူစာလေးကတော့ဒီဇိုင်းကိုရောက်ရင်မစားမဖြစ်ပေါ့နော်။ကျွန်တော်ကဒီဇိုင်းရဲ့တန့်ရှင်းမှုလေးကိုလည်းသဘောကျပါတယ်။ဘာလို့လဲဆိုတော့ zone နဲ့ခရင်ကိုဒီလိုသေးချလေးထုတ်ပြီးထားတာပေါ့နော်။ကဲစားပြီးတော့စားပါတော့မယ်။ထောပစီလေးမမွေအီအီလေးကြော်ထားတဲ့ထမင်းကြော်ကိုပါပစုံစီပြန်လေးနဲ့တွဲစားမယ်နော်။ ကဲစားကြပါအောင်ဗျာထောပစီနဲ့ကြော်ထားတဲ့ထမင်းကိုမှပယ်ပြုတ်ရင်ကျုပ်ဥကြော်လေးတို့ထည့်ထားတော့ဒီလိုပစုံစီပြန်အဆက်လေးနဲ့စားရတာကတကယ်ကိုထိမိပြီးတော့အရသာရှိနေတာပေါ့ဒီခရံသီးမီးဖုတ်တုပ်ဆိုလို့ရှိရင်လည်းအများကြီးပေးထားတယ်ကျွန်တော်ကတော့ဒါလေးကိုတော်တော်ကြိုက်တယ်ထမင်းကြော်လေးနဲ့စားရတယ်အရသာလေးနယ်ဘက်တွေမှာစားရတဲ့အရသာလိုမျိုးဖြစ်စီတော့ထမင်းကပူဝင်တာပေါ့နော် ဆိုင်မှာပေးထားတဲ့အချိန်ဟင်းရေဆိုလို့ရှိရင်လည်းတောက်ရတာအဆင်ပြေရယ်ဒီဆိုင်မှာထမင်းကြော်စားပြီဆိုလို့ရှိရင်မပါမဖြစ် ကျွန်တော်ကတော့ဒီစစ်သွင်ခြင်းလေးနဲ့အမြဲစားဖြစ်ပါတယ်လက်ဆက်တဲ့စစ်သွင်ခြင်းလေးကိုက်ရတာတကယ်ကိုသဘောကျပြီလားပဇွန်ဟင်းကတော့ကောင်းလားမကောင်းလားအထူးသဖြင့်ပြောမနေတော့ပါဘူး။ဘာလို့လဲဆိုတော့စားရတာတော်လေးကိုအဆင်ပြေလို့ပါ။ ဒီဆိုင်မှာ special menu နဲ့ချပေးတဲ့စမူစာဆိုလို့ရှိရင်လည်းကြွကြွရွရလေးနဲ့စားလို့ကောင်းပါတယ်။တန့်ရှင်းမှုနဲ့လက်ဆက်မှုကတော့ကျွန်တော်အတွက်တကယ်ကိုအဆင်ပြေတယ်။ဒီဆိုင်မှာရောင်းတဲ့ဟင်းပွဲတွေဆိုလို့ရှိရင်လည်းဈေးနှုန်းလေးရ fair ဖြစ်တယ်လို့ခံစားရပါတယ်။ပစုံဟင်းသပွဲဆိုလို့ရှိရင်တပေါင်းပေးရတယ်။စားပွဲနဲ့ဆိုလို့ရှိရင်တော့တောင်းတစ်ထောင်အားရပါတော့။ခမင်းကျော်လိုက်ပွဲသပွဲဆိုလို့ရှိရင်တစ်ထောင်ကျပ်ဖြစ်ပါတယ်။ ရန်သိမီပုတ်တော့ဆိုလို့ချင်းတော်တော်လေးကိုတန်တယ်လို့ပြောရမယ်ဆိုပွဲကိုမှ3000ပဲပေးရတယ်။ဆမူစာဆိုလို့ရှိရင်လည်းတပွဲကို3000ပေးရပါတယ်။တခုကို1000လုံးနဲ့ဖြစ်ပါတယ်။တခြားဟင်းပွဲအမဲသားဝက်သားတို့ဆိုလို့ရှိရင်6500လောက်ရှိပါတယ်။စိတ်သားတို့ပဇွန်တို့ဆိုလို့ရှိရင်တော့တပေါင်းဝင်ချင်းပါနော်။ကျွန်တော်လိုညာဘက်ထမင်းကြော်လေးတွေစားခြင်းတယ်။ဟင်းအမဲစုံလေးနဲ့စားခြင်းတယ်ဆိုလို့ရှိရင်တော့ဒီဇိုင်းလေးကိုညွှန်ပေးချင်ပါတယ်။ ျွန်တော်ကတော့ဒီဦးလေးကြီးထမင်းကြော်ဆိုင်လေးကိုတတ်တတ်ရှင်းရှင်းနဲ့ဟင်းအရသာကောင်းတဲ့ညထမင်းကြော်ဆိုင်ဆိုပြီးတော့အမည်ပေးထားပါတယ်။ထမင်းကြော်နဲ့ဟင်းပွဲတွေကစားသုံးပြီးတော့ကျွန်တော်ကလမ်းပြထောက်ပတ်တုပ်ကိုလည်းမစားခဲ့ပါတယ်။ဒါကြတော့တပွဲကို3000ဖြစ်ပါတယ်။ကဲအရသာရှိတာတွေကိုပဲစားခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဆိုင်လေးမှာတော်စားခြင်းတော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့အထူးပဲကျေးဇူးတင်ပါတယ်။နောက်ဘလော့တိတ်မှာပြန်ဆောင်ကြမယ်လို့ bye bye